အရေးပေါ်အခြေအနေဖြစ်နေပြီဖြစ်တဲ့ထိုင်ဝမ်။ဆယ်သုနှစ်ပေါင်းများစွာကတည်းကတရုတ်ကထိုင်ဝမ်ကိုမျက်စိကျနေကြတာပါ။ရဲတဲ့စကားတွေ၊ချင်းချောက်မှုတွေ၊စည်ရေးလေ့ကျင့်မှုတွေနဲ့ဆိုတော့ဘယ်ချိန်ကျူးကျော်မလဲဆိုတာပဲစောင့်ကြည့်နေရမလို့ကိုဖြစ်နေတာပါ။အခုတော့တော်တော်ကြီးတဲ့အပြောင်းအလဲတစ်ခုဖြစ်လာပါတယ်။ထိုင်ဝမ်ကတော့အမြင့်ဆုံးအဆင့်တတိအနေထားမှာရှိနေပါတယ်။ဒီဗီဒီယိုကနေတစဉ်တရုတ်ရဲ့နောက်ဆုံးလှုပ်ဆောင်ချက်တွေကိုပြောပြပေးသွားပါမယ်။အေယာမကျူးကျော်တင်မောကြီးတွေ အဲ့ဒါတွေကဒေတာရဲ့အနာဂတ်အတွက်ဘာကိုဆိုလိုသလဲပေါ့ကဲကျွန်တော်နဲ့အတူဒါကဘာလဲဆိုတာတစ်ချက်လောက်ကြည့်ကြည့်ကြရအောင်မှတ်မှတ်ရရ2025ခုနှစ်3လပိုင်း23ရက်2025ခုနှစ်မတ်လ23ရက်နေ့မှာတရုတ်ပြည်ကွမ်တုံမြို့ကွမ်တုံပြည်နယ်ကတိတ်ဆိတ်တဲ့ကမ်းရေတစ်ခုမှာပေါ့ခရီးသွားတွေကတငါလှေတွေကို ဖြတ်လျှောက်ရင်းလေပြေအေးတွေကိုခံစားနေကြပါတယ်ဒါပေမဲ့မြူကိုးတွေကြားထဲမှာထူးဆန်းတဲ့အရာတစ်ခုပေါ်လာပါတယ် အရင်ကမမြင်ဘူးတဲ့အေယာမသင်းမောရန်ကြီးတခုပါသူတို့ကပုံမှန်သင်းမောတွေလို့လှိုင်းပေါ်မှာရင်ထိုးမနေပါဘူးအဲ့ဒီအစားထူထဲတဲ့တိုင်တွေကသူတို့ကိုရေပေါ်မှာတည်နေနေအောင်ထိန်းထားပါတယ်အောက်ကိုချလို့ရတယ်တံတားတွေကသူတို့ကိုဆက်ထားပါတယ်ရှေ့တံတားကသဲတောင်မြင်အထိဆင်းသွားပါတယ်ဒီထူးသန်းတဲ့မြေဝင်းကိုတရုတ်ရဲ့ WeChat မှာတင်ထားတဲ့စက္ကန့်16စက္ကန့်သာဗီဒီယိုဖိုင်ထဲမှာတွေ့ရတာပါ။ဒါပေမဲ့နောက်တော့ Airify ကိုမတွေ့ရတော့ပါဘူး။ ဒါပေမဲ့ကူးယူထားတဲ့ဟာတွေကပြန့်သွားတာကြောင့် X မှာကြည့်ရှုသူ2သိန်းကြီးပါအထိရှိလာပါတယ်။ဒါကတရုတ်ရဲ့အစမ်းသစ်ဆုံးကျူးကျော်တဲ့နယ်ဖြစ်နိုင်တယ်လို့တော်တော်များများကယူဆနေကြပါတယ်။ဒါပေမဲ့ဒီသင်းမောတွေကိုတွေ့တာဒါပထမဆုံးအချိန်တော့မဟုတ်ပါဘူး။လူကိုယ်တိုင်တွေ့တာတော့ဒါပထမဆုံးအချိန်ပါ။ဒါပေမဲ့ match လ73ရက်မတိုင်ခင်ကတည်းကကဘာကသူတို့ကိုအာကာသကနေတစုံတစမြင်ခဲ့ပြီးသားပါ။2025ခုနှစ်ဇန်နဝါရီလ10ရက်နေ့မှာ also analyzes ကထုတ်ပြန်တဲ့ဂျိုရုပုံရိပ်တွေကတရုတ်ကမ်းရိုးတန်းတခြားထူးဆန်းတဲ့တိဆောက်ပုံအသစ်တွေကိုဖော်ပြခဲ့ပါတယ်။စိတ်ရေးလေလာသူတွေကချက်ချင်းသတိထားမိသွားပါတယ်။ဒီတိဆောက်ပုံတွေရဲ့ရည်ရွယ်ချက်ကိုတရားဝင်အတိမပြုတ်ရသေးပါဘူး။ဒါပေမဲ့တော်တော်များများအတွက်အဖြေကထင်ရှားနေတယ်လို့ပါပဲ။နောက်နှစ်ရက်အကြာဇန်နဝါရီ10ရက်နေ့မှာပဲကာကွယ်ရေးလေလာသုံးသပ်သူ HI Sudan က Never News မှာဒီသတင်းကိုဖော်ထုတ်လိုက်ပါတယ်။ သူ့ရဲ့အစီရင်ခံစာမှာသူတို့ဘာပုံပေါက်လဲဆိုတော့ကျူးကျော်တဲ့တင်မောကြီးတွေလို့ပဲခေါ်ထားပါတယ်။သူကဒါရီကိုပထမဆုံးတွေ့တဲ့သူတော့မဟုတ်ပါဘူး။ဒါပေမဲ့သူ့ရဲ့လိလသုံးသချက်ကသူတို့ကိုအာရုံစိုက်လာစေပါတယ်။အဲ့ဒီတုန်းကတော့ခံမှန်းချက်တွေကရဲတင်းနေတာပေါ့။ဘာလို့လဲဆိုတော့ဝါတတာဂျူဒူပုံရိပ်တွေပဲရှိတာကို။ဒါပေမဲ့အခု Quantum ကဒီဗီဒီယိုအစ်စ်နဲ့ဆိုတော့အပိုင်းစတွေကတဖြည်းဖြည်းပုံပေါ်လာပါပြီ။အခုဆိုရင်ကွမ်ဂျိုးရဲ့အနောက်တောင်ဘက်မိုင်း200ကျော်ကွာ ဂျန်ဂျန်အလီကနန်ဆန်ကျုံးမှာရိုက်ထားတဲ့တင်မောကြီး၃သီးရှိတယ်ဆိုတာကို သိရပြီအဲ့ဒီတင်မောကြီးတွေကဖေဗူအာရီလနှောင်းပိုင်းမှာရောက်လာတာဒါပေမဲ့သူတို့ရဲ့ခီးစဉ်အတီးကြကတော့မရှင်းဘူးသူတို့ဘာသာသူတို့သွားခဲ့တာလားဒါမှမဟုတ်တင်မောတင်ရှင်တွေနဲ့တည်လာတာလားတည်ကြတာတော့မသိပါဘူးဒါပေမဲ့ရှင်းတာတကူကဒီတင်မောကြီးတွေဟာတရုတ်ရဲ့ကုန်းမြင့်တဲ့ရေပြင်တိုက်ခိုက်ရေးတပ်ဖွဲ့တွေနဲ့ညီညီကက်ကက်ဆက်နွယ်နေတဲ့နေရာကိုရောက်လာတာပဲဖြစ်ပါတယ် ဒီဒီမော့ကြီးတွေဟာဖေဖော်ဝါရီလ28ရက်ကနေမတ်လ22ရက်အထိနန်ဆန်ကျုံးမှာရှိနေခဲ့ပြီးအဲ့ဒီအတွင်းမှာ PLA လို့အတူောက်ခေါ်တဲ့တရုတ်ပြည်သူလွတ်မြောက်ရေးတပ်မတော်ကစမ်းသပ်မှုတွေအများကြီးလုပ်ဖို့သူတို့ကိုတုံးနေပါတယ်။အရက်ပတ်သုံးကားနဲ့လူပါတက်လို့ရတဲ့တင်မောနှစ်စီးကဒီတင်မောကြီးတွေနဲ့ဆက်သွယ်နေတာတွေ့ရပါတယ်။လူတွေနဲ့တင်ကားတွေတခြားအလေးပင်တွေကိုတင်ချတာတွေကိုအတူယူပြီးလုပ်ပြတာဖြစ်နိုင်ပါတယ်။ဒီစမ်းသပ်မှုတွေကအရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ဒီတင်မောကြီးတွေဟာတက်ဖွဲ့ဝင်တွေတင်ကားတွေနဲ့တခြားအလေးပင်တွေကိုရွှေ့ပြောင်းဖို့ထောက်ပံ့နိုင်တယ်ဆိုတာကိုပြသခဲ့လို့ပါပဲတကယ်တော့ဒီတင်မောကြီးတွေကိုတကယ်ကျူးကျော်မှုအခြေအနေမှာဘလို့သုံးနိုင်မလဲဆိုတာကိုဖော်ပြနေတာပါဒါပေမဲ့သူတို့ကိုစမ်းသပ်ခဲ့တဲ့ကမ်းခြေကတော်တော်လေးအဆင်ပြေနေတယ်ပြီးတော့လွယ်လွယ်ကူကူလှုပ်ဆောင်နိုင်အောင်ရွေးချယ်ခဲ့တာလည်းဖြစ်နိုင်တယ်တကယ်တမ်းမှာတော့ဒီသင်းမောကြီးတွေကိုထိုင်ဝမ်ရဲ့ကြောက်ဆောင်တွေများပြီးမတ်စောက်တဲ့ကမ်းခြေတွေမှာတုံးပါပါ ဒါပေမဲ့သင်္ဘောကြီးတွေနဲ့အတူလိုက်ပါလာတဲ့သင်္ဘောတွေကကားနဲ့လူပါတက်လို့ရတဲ့သင်္ဘောတွေနဲ့မဟုတ်ပါဘူး။အ ਨੇ ဆုံးအရက်ပတ်သင်္ဘောနှစ်စီးကလည်းအဆောင်အရှောက်အဖြစ်လိုက်ပါလာပြီးတခြားသင်္ဘောတွေတန်ငါလေးလိုတစိုက်ကတ်ထားတဲ့သင်္ဘောတွေကနောက်မှဝိုင်းရံနေပါတယ်။ဒါကတကယ်ကျူးကျော်မှုတစ်ခုမှာသင်္ဘောတွေကဂျောင်းဝင်နှောက်ရှက်ပြီးရှုပ်ထွေးတဲ့လေ့ကျင့်ခန်းတစ်ခုကိုပေါ်ပြနေတာဖြစ်နိုင်ပါတယ်။ဒီသမောကြီးတွေကိုတာမန်စည်ရေးလေ့ကျင့်ခန်းတစ်ခုထက်အများကြီးပိုတဲ့ကိစ္စတစ်ခုအတွက်ပြင်ဆင်နေတာပဲဖြစ်ပါတယ် တရုတ်ရစ်တိုက်အင်အားကိုပြသနေသောအရာပြီးတော့နန်ဆမ်ကျွန်းမှာသူတို့ရှိနေတာကအရေးမွတ်တစ်ခုကိုပြသနေပါတယ်ဒီဒေတာကရစ်တက်စခန်းနဲ့အရန်နှီးပါတယ်အဲ့ဒီမှာအေယာမဇူပါကလပ်လင်းပြန်တင်မောနဲ့ type 726ဆင်းသက်တဲ့တင်မောတွေအပါဝင်ရေမြေနှစ်သွဲတိုက်ခိုက်ရေးတပ်ဖွဲ့တွေရှိပါတယ်အရှင်ပြောခဲ့တဲ့ဟာကအရှေ189ပြည်နဲ့အကျယ်84ပြည်ရှိပါတယ်။ဆိုလိုတာကအမေရိကန်စစ်တပ်တုံးနဲ့အကြီးဆုံးလေယာဉ်ပြန်သင်္ဘော Landingcraft L Cushion ထက်ပိုကြီးတယ်လို့ဆိုလိုတာပါ။နောက်ပြီးသင်္ဘောကြီးတွေကိုတွေးခဲ့တဲ့နေရာနဲ့နီးတဲ့နောက်တနေရာကဘာလဲဆိုတော့ GSI လို့အတူကောက်ခေါ်တဲ့ Guangzhou Shipyard International ပဲဖြစ်ပါတယ်။အဲ့ဒီသင်္ဘောကြီးမှာဒီသင်္ဘောကြီးတွေကို ထုတ်လုပ်တယ်လို့ယူဆရပါတယ်။ပြီးတော့ပြောရအောင်မယ်။ဒီနေရာကတာမန်သင်္ဘောကြီးတစ်ခုတည်းမဟုတ်ပါဘူး။ဒါကတရုတ်ရဲ့ရေတက်ချဲ့ထွင်မှုမှာအင်အားကြီးတဲ့နေရာတစ်ခုပဲ။စီဖြည့်သင်္ဘောတွေကနေဆေးရုံသင်္ဘောတွေအထိ အခုတော့အေယာမကျူးကျော်တင်မောကြီးတွေအထိအကုန်ထုတ်လုပ်နေတာဖြစ်ပါတယ်အ ਨੇ ဆုံး3စီဒါပေမဲ့5စီဒါမှမဟုတ်ဒီထက်ပိုတဲ့ထူးဆန်းတဲ့တင်မောကြီးတွေကို GSI မှာထုတ်လုပ်နေတာတွေ့ရပါတယ် GSI ကအခု CSSC Offshore and Marine Engineering Company COMEC လို့သိကြတဲ့နေရာအဲ့ဒီနေရာကတရုတ်ပြည်သူလက်မြောက်ရေးရေတပ် PLAN ရဲ့အဓိကထောက်ပံ့သူပါဒါကြောင့်ဒီတင်မောကြီးကစစ်ပတ်အဆင့် project တွေနဲ့မဆိုင်ပါဘူး ဒါပေမဲ့မကြသေးတဲ့နှစ်တွေမှာတော့ T20 စမ်းသစ်တဲ့စနစ်တွေနဲ့တကယ်ကိုရှေ့ကိုဦးတည်နေတာဖြစ်ပါတယ်။ဥပမာအနေနဲ့ Jari USVA Orca လို့လည်းခေါ်ကြတဲ့ဟာကိုကြည့်ကြည့်ပါ။ဒီကြီးမားတဲ့လူမပါဘဲမောင်းလို့ရတဲ့သင်္ဘောကို drone တွေအတွက်ဒီဇိုင်းထုတ်ထားပြီး downlight ပြည့်လွတ်စနစ်ကနေပြန်သိမ်းလို့ရတဲ့တနတ်အထိအကုန်တက်ဆင်ထားပါတယ်။ဟောပြီးတော့ရဟတ်ယင်ခွင့်လည်းပါပါတယ်။ဒါကြောင့်ဒီသင်္ဘောကြီးတွေကို GSI ကနေထွက်လာတာမြင်ရတာတော့အံ့ဩစရာမရှိပါဘူး။ ဒီသင်္ဘောချင်းမှာအရာကိုထောက်ခံဖို့ဘီးပညာနဲ့လှုပ်ဆောင်မှုမတန်းရှိပါတယ်။ဒါပေမဲ့ဒီသင်္ဘောကြီးတွေကိုဘာကဒီလောက်ထူကြသေးတာလဲ။တခြားရေတပ်တွေအတွက်ဒါကအကြီးကြီးမားမားသတင်းတော့မဟုတ်ပါဘူး။ဒါပေမဲ့တရုတ်အတွက်တော့ဒါကအရေးအကြီးပါတယ်။ဘာလို့လဲဆိုတော့တရုတ်ကအမေရိကန်ရဲ့ဒီဇိုင်းတွေကိုကူးယူနေတာကိုပဲအမြဲမြင်နေရတာကို။တရုတ်ကပုံကျဲလေယာဉ်တွေကနေလေယာဉ်တင်သင်္ဘောတွေအထိ၁၀သုနှစ်ပေါင်းများစွာဒီပုံစံအတိုင်းပဲ။ ။တရုတ်ကရှီဗီသားဒီဇိုင်းတစ်ခုကိုယူပြီးနည်းနည်းပြင်လိုက်ပြီးသူ့ဟာလိုဖြစ်သွားအောင်လုပ်လိုက်တာပဲ။ဒါကြောင့်ထူးဆန်းမနေပါဘူး။ဒါပေမဲ့ဒီသင်းမောကြီးတွေကတော့တကယ်ကိုကွဲပြားခြားနားတဲ့အရာတစ်ခုပါပဲ။ပထမဆုံးအချိန်ဒီနဲ့တရုတ်ကအသူ့ရဲ့ခြေအားကိုမှလိုင်နေထားတာမဟုတ်ပါဘူး။အရက်ဘတ်ဒါမှမဟုတ်စစ်ဘတ်လောကမှာသူတို့လိုမျိုးဘာမှမရှိဘူးအဲ့ဒါကအရန်အရေးကြီးတဲ့ကိစ္စတခုပဲဟုတ်ပါတယ်အခုဟာကတော့သူတို့ရဲ့အလုံးစုံဒီဇိုင်းကလုံးဝမူရင်းပါပဲ တရုတ်သင်္ဘောတွေရဲ့ပြောင်းလဲလာပုံအဆင်ဆင်ပထမတော့လိလာသူတွေကဒီတရုတ်သင်္ဘောအစ်စ်တွေကို ရှီပြီးသားတိဆောက်ပုံတချို့နဲ့နှိုင်းရှင်ကြည့်ကြပါဗျ။ဒါပေမဲ့သူတို့ကပိုကြည့်လေ ပိုသဘောပေါက်လေပါပဲ။ပထမဆုံးနှိုင်းရှင်ခဲ့တာတွေထဲကတစ်ခုက Jacob Ricks ဆိုတဲ့ရေနံတွင်းတူဖော်ဖို့အတွက်အသုံးများတဲ့အေယာမဆင်မြင်တွေရောဒီလိုဆင်မြင်တွေကလူသိများပြီးတရုတ်ကအရက်ပတ်နဲ့စစ်ပတ်ကိစ္စမျိုးမျိုးအတွက်အများကြီးစောင့်ထားပါဗျ။ဒါပေမဲ့ဒီမှာကြွားချတာက တရုတ်မှာစောင့်နေတဲ့သင်္ဘောတွေကတည်ငြိမ်တဲ့စင်မြင့်တွေမဟုတ်မဟုတ်ပါဘူးသူတို့ဘာသာသူတို့မောင်းနှင်နိုင်တယ်လို့အတော်ဝူးဝေးကိုသူ့ဘာသာသူသွားနိုင်တဲ့ jacket bricks တွေပေါ့တမယိုးကြ jacket bricks တွေကတနေရာထဲမှာပဲရှိပြီးကန့်တတ်ထားတဲ့ရွေးချက်အတွက်ပဲသုံးလို့ရပါတယ်နောက်တော့လေးလာသူတချို့က American ရေတပ်ရဲ့ joint logistics over the show JLOTS အစီအစဉ်ကိုထောက်ပြကြပါတယ်အဲ့ဒီအစီအစဉ်ကကမ်းခြေကို ကုန်ပစ္စည်းတွေပို့ဖို့အတွက်ရေမင်းနှသွယ်တိုက်ခိုက်ရေးအဖွဲ့တွေ LHA, LHD, LBD, LSD တွေကိုတုံးကြပါတယ်။ဒါပေမဲ့ဒီနှိုင်းရှင်ချက်ကတိတ်တော့မကြိုက်ပါဘူး။ JLOTS ကရေပေါ်လမ်းကြောင်းတွေစိတ်ခံတရားတွေနဲ့ဆင်းသက်တဲ့သင်္ဘောဒါမှမဟုတ်ကရိန်သင်္ဘောတွေလိုဖြည်းဖြည်းချင်းဆက်သွယ်တဲ့အရာတွေကိုအားကိုးနေတယ်မှာတရုတ်သင်္ဘောတွေကပုံမြန်ဖို့ပိုရွှေရှားနိုင်ဖို့နဲ့ကိုအားကိုကိုးနိုင်ဖို့ဒီဇိုင်းထုတ်ထားပါတယ်။ ဒါကပဲစစ်စင်ရေးမှမဆိုအရေးကြီးတဲ့ကွာခြားချက်တစ်ခုကိုဖြစ်စေနိုင်ပါပါ။ကျွမ်းကျင်သူတို့ကဒုတိယကွာစစ်ရဲ့ Marbury စိတ်ကန်းတွေကိုတော့ပြန်ကြည့်ကြပါရစေ။အဲ့ဒါတွေကို Normandy ကန်တက်တိုက်ပွဲမှာသုံးခဲ့တာဖြစ်ပါတယ်။အဲ့ဒီယာယီစိတ်ကန်းတွေကိုနှိမ့်မြုပ်ထားတဲ့သင်္ဘောတွေနဲ့ကွန်ကရစ်ဒုံးတွေနဲ့လုပ်ထားတာဖြစ်ပြီးစိတ်ကန်းမရှိတဲ့အခါကွန်ပစ်စည်းတွေချဖို့ပူညီဖို့ဒီဇိုင်းထုတ်ထားတာဖြစ်ပါတယ်။ဒါပေမဲ့ Marbury စိတ်ကန်းတွေကတိဆောက်ဖို့နှိမ့်ွေးပြီး အဓိကအားဖြင့်တိမ့်ပိုက်ပြီးသားကမ်းခြေတွေပေါ်ကိုတင်မောကြီးတွေကနေကုန်ပစ္စည်းတွေချဖို့ပဲအသုံးဝင်ချိန်မှာတရုတ်တင်မောတွေကပိုပြီးစမှတ်ကြတဲ့ဖြေရှင်းကြီးကိုထုတ်ဖော်နေပါလေ။အေယာမကြီးဘောစိတ်ကမ်းတွေဖြစ်လှုပ်ဆောင်မဲ့အစားသူတို့ကရွေရှားနိုင်တဲ့စင်းသက်တဲ့စင်မြင့်တွေဖြစ်လှုပ်ဆောင်ပါလေ။တမေရွေးကြစင်းသက်တဲ့တင်မောတွေမသွားနိုင်တဲ့ကမ်းခြေအစ်တွေကိုဖွင့်ဖို့ဒီဇိုင်းထုတ်ထားတာဖြစ်ပါလေ။ဒါကြောင့်ဒီတင်မောတွေကသမိုင်းကိုပြန်မှတ်ရစေတယ်လို့ထင်ရပါပဲ။ဒါကတိတိတသားတိုးတက်ပြောင်းလဲလာတာပဲဖြစ်ပါတယ်။ နောက်ဆုံးတော့လေလာသူတွေကသူတို့ကိုရွှေချောင်းလို့နာမည်ပေးလိုက်ပါတယ်။တရုတ်လိုရေတံတားလို့အဓိပ္ပာယ်ရပါတယ်။ဒါပေမဲ့တရုတ်ကဒီတံတားတွေကိုချက်ချင်းတီထွင်ခဲ့တာမဟုတ်ပါဘူး။တရုတ်ကဒီစိတ်ကူးကိုနှစ်ပေါင်းများစွာဆန်းသတ်နေခဲ့တာဖြစ်ပါတယ်။ဒီသင်္ဘောတွေရဲ့သေးငယ်ပြီးရှေ့ပြေးပုံစံတွေကို2022ခုနှစ်တုန်းကတော့ဆန်းသတ်ခဲ့ပြီးသားဖြစ်ပါတယ်။အဲ့ဒီအချိန်ကဒီဇိုင်းတွေကအခု model တွေလိုအချောမွေတော့မဟုတ်ပါဘူး။ နောက်ပိုင်းဒီနေ့မြင်နေရတဲ့အရာဖြစ်ပြောင်းလဲလာမယ်အခြေခံသဘောတရားကိုတော့သူတို့ကပြသခဲ့ပြီးသားဖြစ်ပါတယ်။ဒါတွေကအစောပိုင်းစမ်းသပ်မှုတွေဆိုတာရှင်းနေပါတယ်။အပြည့်အဝထုတ်လုပ်တာမလုပ်ခင်မှာရေစမ်းကြည့်တာမျိုးပေါ့။ဒါပေမဲ့ဒီရှေ့ပြေးပုံစံတွေကပြဖို့တတ်တတ်မဟုတ်ဘူး။သူတို့ကရိုးရှင်းတဲ့ဖောင်တွေဖောင်တွေကိုသင်းမောတွေကနေဆင်းလာလို့ ယာယီဆက်သွယ်တဲ့အနေနဲ့ရက်ပတ်သုံး jacket wrist တွေကိုသုံးတာလို့လို့ပိုအခြေခံကြတဲ့ရင်းမြစ်နှစ်သွယ်စစ်စင်ရေးတွေကနေနှစ်ပေါင်းများစွာသင်ကန်းသာယူပြီးမွေးဖွားလာတာဖြစ်ပါတယ်။ဒါပေမဲ့အဲ့ဒီအစောပိုင်းကျိုးပဲ့မှုတွေရဲ့ပြဿနာကအချိန်ပါပဲ။တက်စင်နေကအရန်ကြပြီးစနစ်တွေကယာသည်ဥဒုဆိုးရရင်အန်ဒီယေများတဲ့အတွက်ကြီးမားတဲ့စစ်စင်ရေးတွေအတွက်ယုံကြည်စိတ်ချလို့မရပါဘူး။ရွှေချောင်းနဲ့အတူတိုးတက်လာသောသင်းမောတွေရဲ့မိပညာအခုချိန်မှာတော့တရုတ်ရဲ့ဒီဇိုင်းအသစ်တွေ သူ့ဘာသာသူမောင်းနှင်နိုင်တဲ့ရွှေချောင်းတွေကအဲ့ဒီပြဿနာတွေကိုဖြေရှင်းပြီးနေပြီပဲဖြစ်ပါတယ်။ဒီသင်္ဘောတွေကတရုတ်ရဲ့သင်္ဘောတီဆောက်နိုင်တဲ့အင်အားနဲ့လက်တွေ့ကျတဲ့ဒီဇိုင်းကိုပေါင်းစပ်ထားပြီးသင်္ဘောတွေကိုကမ်းနဲ့ချိတ်ဆက်ဖို့ပုံမြန်ပြီးပိုယုံကြည်စိတ်ချရတဲ့ဖြေရှင်းမှုကိုပေးပါတယ်။လင်းမြန်ပြီးထိရောက်စွာတက်ဖွဲ့ဝင်နေတဲ့စက်ကရီယာတွေကိုပို့ဆောင်ပေးနိုင်တဲ့မော်ဂျူလာတရားတွေကိုအသုံးချခြင်းအဖြစ်တရုတ်ကအရင်ကယာယီလုပ်ထားတဲ့ဖြည့်ရှင်းနည်းတွေထက်အများကြီးတာဝန်နဲ့ရည်ရွယ်ချက်တွေအတွက်တိစောက်ထားတဲ့စနစ်တစ်ခုကိုဖန်တီးလိုက်ပြီးဖြစ်ပါတယ်။ ဒီ demo တွေကတက်ဆင်ရတာမြန်ယုံနေမဟုတ်ပါဘူးထုတ်လို့ရတာလည်းမြန်ပါတယ် engine space လို့ခေါ်တဲ့ပထဝီဝင်ဆိုင်ရာလေလာသုံးသက်ရေးကုမ္ပဏီရဲ့ CEO ဖြစ်တဲ့ Jason Wang ရဲ့အဆိုအရတရုတ်ကဒီ demo တွေကိုထုတ်လုပ်ပြီးစစ်မြေပြင်ကိုရောက်ဖို့လေးလကနေ6လအထိပဲချိန်လိုပါတယ်ဒါတွေမကသေးပါဘူးပေ130လောက်ရှိတဲ့တိုင်တွေဒီတိုင်တွေက type 1ထက်သေးငယ်တာကြောင့်ကဲနဲ့ပုံနေတဲ့ရေတိမ်ပိုင်းတွေအတွက်ပိုသင့်တော်ပါတယ်ပြီးတော့ type 2က တံတားဥအဖြစ်သုံးဖို့အကောင်းဆုံးပါပဲ type 2နောက်မှာနောက်ဘက်မှာကန့်လန့်ထိုးထားတဲ့ကုန်တင်လမ်းလျှောတွေမပါပါဘူးဒါကြောင့်ကားနဲ့လူပါတက်လို့ရတဲ့သင်းမောတွေကိုမကင်တွင်နိုင်ပါဘူးဒါက type 2ကိုအပြည့်အဝကုန်ချလို့ရတဲ့စိတ်ခံကတားတစ်ခုအဖြစ်ဒီလိုစွမ်းရည်ရှိတဲ့ပိုကြီးတဲ့သင်းမောတွေကတခုနဲ့တွဲသုံးဖို့လိုနိုင်တယ်ဆိုတာကိုပြသနေတာဖြစ်ပါတယ်။နောက်ဆုံးကျန်တာက type 3ပဲဖြစ်ပါတယ်။၃မျိုးထဲမှာအကြီးဆုံးဖြစ်တဲ့ဒီသင်းမောကိုရွှေချောင်း185လို့လည်းခေါ်ကြပါတယ်။ ဒါကအရှေ608ပေ608ပေအထိအေယာမရွယ်စားရှိပါတယ်။အကျယ်138ပေရှိတာကြောင့်လုပ်ငန်းဆောင်ရွက်ဖို့အတွက်ကြီးမားတဲ့ကုန်းပတ်နေရာကိုပေးတယ်။ Type 3မှာပေ185ပေရှိတဲ့တိုင်၈ခုပါတဲ့ Jackup 6လောက်တွေပါပြီးရေနပ်ပိုင်းတွေမှာပိုပြီးတည်နေမှုကြောင့်ဒီဇိုင်းထုတ်ထားပါတယ်။ဒါကြောင့် Type 3ကကံဝေးမှာလုပ်ငန်းလုပ်ဖို့အကောင်းဆုံးပဲဖြစ်ပါတယ်။ဒါပေမဲ့ Type 3ကိုတကယ်ထူးခြားနေတာကသူ့ရဲ့ကြီးမားတဲ့နောက်ပတ်လမ်းလျှော့နဲ့ ။ရာပချမ်းမှာနောက်ထပ်ခောက်သိမ်းလို့ရတဲ့ကားနဲ့လူပါတက်လို့ရတဲ့လမ်းလျှော့တစ်ခုပါတာပဲ။ဒါကရင်တွင်တဲ့ကုန်ပစ္စည်းတွေကိုချတဲ့အခါလွယ်ကူစေပါတယ်။ Type 3ကိုစစ်စင်ရေးတစ်ခုလုံးရဲ့အလေးပင်တွေကိုတည်ယူဖို့ဒီဇိုင်းထုတ်ထားပုံရပါတယ်။သုံးမျိုးစလုံးရဲ့ဘလိုပုံစံမျိုးမှမဆိုနောက်ဆုံးဆင်မြင်ဖြစ်လှုပ်ဆောင်ပြီးကမ်းတဲ့အဝေးဆုံးမှာရှိနေတော့အကြီးဆုံးကားနဲ့လူပါတက်လို့ရတဲ့သင်္ဘောတွေကနေဆင်းသက်တာကိုအဆင်ပြေချောမွေ့စီပါတယ်။ဒါကကြီးမားတဲ့ရေမြေနှစ်သွဲဆစ်စင်ရေးတွေကိုကင်တွင်နိုင်ပြီ ဝန်ထမ်းတွေနဲ့စက်ကရိယာတွေကိုတင်းမောကနေကုန်းမော်ကိုချော့ချော့မှုမိနဲ့ထိထိရောက်ရောက်စီစဉ်စီပါတယ်။ဒီရှင်းပြချက်တွေကနေပဲဒီတင်းမောတွေကိုစုတည်ပြီးတသားရဲဖြစ်တဲ့စနစ်တစ်ခုအနေနဲ့အတူတကွလှုပ်ဆောင်မှုဒီဇိုင်းထုတ်ထားတယ်ဆိုတာကိုပြိတက်ကြီးသဘောပေါက်လောက်ပြီးထင်ပါတယ်။ဒါပေမဲ့အရွယ်အစားအမျိုးမျိုးရဲ့ရွယ်ချက်နဲ့လိုအပ်ချက်ကအစာပိုင်းမှာတိတ်မထင်ရှားပါဘူး။ရှုပ်ထွေးမှုဖြစ်စီတာကသုံးမျိုးထဲမှာအသေးဆုံးဖြစ်တဲ့ type 2ကပိုကြီးတဲ့ type 1နဲ့ type 3နဲ့ဒီဇိုင်းအတော်ကွာခြားနေတာပါပဲ။ ကျန်တစ်ခုနဲ့မတူပဲ type 2မှာနောက်ဘက်မှာကုန်တင်လမ်းလျှော်တွေမှာပါတဲ့အတွက်လူတွေကဒါဟာလုံးဝကွဲပြားခြားနားတဲ့လုပ်ငန်းမျိုးအတွက်ရည်ရွယ်ထားတဲ့သင်္ဘောမျိုးစားတစ်ခုလို့ယူဆခဲ့ကြပါတယ်တကယ်တော့ type 2ရဲ့အဓိကအခန်းကဏ္ဍကကမ်းခြေကိုတိုက်ရိုက်ဝင်ရောက်နိုင်တဲ့နေရာတစ်ခုအဖြစ်လှုပ်ဆောင်မှုပဲဖြစ်ပါတယ်ကားတွေနဲ့ကုန်ပစ္စည်းတွေကိုခြားဖို့လမ်းလျှော်တွေပါတဲ့ type 1ဒါမှမဟုတ် type 3နဲ့ပေါင်းစပ်ပြီးလှုပ်ဆောင်တာမျိုးပါ type 2ရဲ့ဒီဇိုင်းကရေတိမ်ပိုင်းတွေအတွက်အကောင်းဆုံးဖြစ်အောင်လုပ်ထားပြီး တင်မောတွေကိုစိုက်ကပ်ဖို့သုံးနေမရှိပါဘူး။ဒါကြောင့်တင်မောတွေကိုစစ်စင်ရေးတစ်ခုမှအတူတကွချထားတဲ့အခါဒါကဗဟေဒီရဲ့အရေးကြီးတဲ့အစိတ်ပိုင်းတစ်ခုဖြစ်လာပါတယ်။တရုတ်ရဲ့ရေရှည်ကြီးမှန်းချက်ကဘာလဲ။ဒီဗဟေဒီအစိတ်ပိုင်းတွေကိုအပြည့်အဝတက်ဆင်ပြီးသွားရင်တရုတ်ကပေ2690ရှိတဲ့ရွှေပြောင်းလို့ရတဲ့စိတ်ခံတရားတစ်ခုရသွားပါမယ်။အဲ့ဒါကိုကြီးမားတဲ့ရေမြေနှစ်သွဲဆစ်စင်ရေးတွေကိုထောက်ပံ့ဖို့လှိမ့်လင်းလင်းမြန်နေရာချထားနိုင်ပါတယ်။ မတူညီတဲ့သင်္ဘောမျိုးအစားတွေကိုပေါင်းဆက်အသုံးပြုတာကပြစ်မှတ်ထားတဲ့ကမ်းခြေရဲ့မြင်မျက်နှာသွင်းခြင်းဒါမှမဟုတ်အခြေအနေဘယ်လိုပဲရှိရှိတရုတ်ကခိုင်မာပြီးလိုင်ယွန်ညီတွေရှိတဲ့စင်းသက်ဆုံးတစ်ခုကိုတီထောင်နိုင်တယ်ဆိုတာသိကြသေးပါတယ်။ဒီစွမ်းရင်ကရေမြင့်နှစ်သွဲစစ်ပွဲရဲ့ထောက်ပံ့ပို့ဆောင်ရေးကိုအခြေခံကြကြပြောင်းလဲပစ်လိုက်ပြီးတံပြန်မှုခက်ခဲတဲ့ရွေရှားနိုင်စွမ်းနဲ့အင်အားပြနိုင်စွမ်းကိုပေးပါတယ်။ဒါကြောင့်ထိုင်ဝမ်ကအထိတ်တလန့်ဖြစ်နေတာဖြစ်ပါတယ်။ ။ဘာလို့လဲဆိုတော့တကယ်ပြောရရင်ဒီသင်းမောတွေကတာမန်ကုံသွေးရေး project တစ်ခုရဲ့အစိတ်ပိုင်းမဟုတ်ပါဘူး။မြေဖို့တာတို့ဘေးရန်ရဲ့ကယ်ဆယ်ရေးတို့လိုရိုးရှင်းတဲ့ယူရချက်တွေအတွက်စောင့်နေတယ်လို့ဘယ်သူမှမယုံပါဘူး။အမှန်တရားကငင်းလို့မရပါဘူး။သူတို့ကိုတခုတည်းသောယူရချက်အတွက်ပဲလှုပ်ထားတာဖြစ်ပါတယ်။အဲ့ဒါကထိုင်ဝမ်ကိုကျူးကျော်မှုပါပဲ။ဒီယူရချက်ကိုထောက်ခံတာကထုတ်လုပ်မှုရဲ့လျှင်မြန်မှုပဲ။တရုတ်ကဒီသင်းမောတချို့ကိုပဲစောင့်နေတာမဟုတ်ပါဘူး။ သူတို့ကအများကြီးထတ်ထုတ်လုပ်ဖို့အစီအစဉ်နဲ့တင်းမောအုပ်စုတစ်ခုလုံးကိုအလှည့်အမြန်တည်ဆောက်နေတာဖြစ်ပါတယ်။ဒါတွေကတာမန်အခြေခံအဆောက်အုံတွေရဲ့နှီးကွေးပြီးကြာမြင့်တဲ့ project တွေမဟုတ်ပါဘူး။သူတို့ကစစ်ဘက်ဆိုင်ရာအရှိန်ဟုန်နဲ့ရည်ရွယ်ချက်အတိုင်းရွေ့ရှားနေတာဖြစ်ပါတယ်။ဒီစစ်စင်ရေးရဲ့ကြီးမားတဲ့အတိုင်းအတာတစ်ခုတည်းကပဲအရာတစ်ခုကိုဖော်ပြနေပါတယ်။အဲ့ဒါကရေမင်းနှစ်သွဲကန်တက်တိုက်ခိုက်မှုတွေပဲဖြစ်ပါတယ်။တခြားအတိတ်ပဲရှိတဲ့ရှင်းပြချက်မရှိပါဘူး။ ဒီဇိုင်းကလည်းဒါကိုပို့ပြီးအတီးပြုတ်နေပါတယ်။ဒီသင်္ဘောတွေကိုအရှိန်ဟုန်မြင်မာပြီးအင်အားလုံးကြီးနဲ့ကာဝယ်ထားတဲ့ကန်ယူရန်ကိုလှေမြန်တင်းထန်စွာတိုက်ခိုက်ဖို့အကောင်းဆုံးဖြစ်အောင်လုပ်ထားပါတယ်။သူတို့ကိုကုန်ပစ္စည်းတွေချဖို့ဒါမှမဟုတ်လူသားချင်းစာနာမှုအကူအညီပေးဖို့မဆောက်ထားပါဘူး။သူတို့ကိုအင်အားကြီးမားတဲ့စက်ကရီယာတွေနဲ့တပ်ဖွဲ့ဝင်တွေကိုအပြင်းထန်ကာဝယ်ထားတဲ့ကန်ယူရန်ဘော်ကိုလှေလှေမြန်မြန်ချထားဖို့ကာဝယ်ရေးတွေကိုလှုပ်ဆောင်မှုအတွက်တည်ဆောက်ထားတာဖြစ်ပါတယ်။ အခုတော့သူတို့ကိုလူကိုရိုင်းတွေ့မြင်နေရပြီစမ်းသက်နေပြီဆိုတာသိရပါတယ်ထိုင်ဝမ်ကိုကျူးကျော်မှုကမကြခင်ဖြစ်လာတော့မယ်ဆိုတဲ့သဘောပါ2022ခုနှစ်မှာရုရှားရဲ့ယူကရိန်းကိုအပြည့်အဝကျူးကျော်မှုမလုပ်ခင်ကမြင်ခဲ့ရတဲ့အလားတူပုံစံတွေကိုမြင်နေရပါတယ်ဒါကခံမှန်းချက်သက်သက်မဟုတ်တော့ပါဘူးဒီလိုအထူးပြုသင်္ဘောတွေကိုအရေအတွက်အများကြီးနဲ့ဒီဇိုင်းအမျိုးမျိုးနဲ့တည်ဆောက်နေတာကတိုက်ဆိုင်မှုတသက်မဟုတ်ပါဘူး။ ဒါကကျူးကျော်မှုအတွက်တက်တက်ကြွကြွပြင်ဆင်နေတဲ့ရှင်းလင်းတဲ့လက္ခဏာပဲဖြစ်ပါတယ်။အဲ့ဒီသင်္ဘောတွေကြောင့်တိတိကျကျဖြစ်လာနိုင်တဲ့ကျူးကျော်မှုတစ်ခုပါ။ဒီသင်္ဘောတွေကတရုတ်ကို ထိုင်ဝမ်ရဲ့မိုင်း953မိုင်ရှည်လျားတဲ့ကမ်းရိုးတန်းရဲ့ဘယ်နေရာကိုမဆိုစဉ်သက်ဆုံးတစ်ခုဖြစ်ပြောင်းလဲစေနိုင်ပါတယ်။ကြောက်ဆောင်တွေများတဲ့ကမ်းရိုးတန်းတွေပဲဖြစ်ဖြစ်ရေကာတာတွေပဲဖြစ်ဖြစ်အရင်ကကျူးကျော်ဖို့မသင့်တော်ဘူးလို့ယူဆထားတဲ့တဲတောင်မြင်တွေပဲဖြစ်ဖြစ်ဒီရွေရှားနိုင်တဲ့စိတ်ခံတရားတွေကအတားအဆီးတွေကိုကြော်ဖြတ်ပြီ တရုတ်ရဲ့အင်အားစုတွေကိုအဓိကကန်ရိုရန်လမ်းမတွေပေါ်ကိုတိုက်ရိုက်ချပေးနိုင်ပါတယ်ဒီလိုလိုင်ယွမ်ညီတွေရှိမှုကထိုင်ဝမ်ရဲ့ကာကွယ်ရေးအစီအစဉ်ဆွဲတာကိုအရန်ရှုပ်ထွေးသွားနေပါတယ်ဘာလို့လဲဆိုတော့ PLA ကအခုဆိုရင်မမျှော်လင့်ထားတဲ့နေရာတွေမှာတပ်တွေနဲ့တန်ချက်ကာကွယ်ရေးတွေကိုကန့်တက်စေပြီးတမယိုးကြလမ်းကြောင်းပိတ်ဆို့ထားတဲ့နေရာတွေကိုရှောင်ရှားနိုင်လို့ပါပဲဒါကကန့်တက်စခန်းအစ်တွေဖွင့်ယုံနေမှာမဟုတ်ပါဘူးဒီသင်းမောင်းတွေက တရုတ်ရဲ့အေယာမှာ ကားနဲ့လူပါတက်လို့ရတဲ့တင်းမောအုပ်စုကိုလည်းပို့ပြီးထိရောက်စေပါတယ်။လုံခြုံတဲ့စိတ်ကန်းတစ်ခုလိုအပ်မဲ့အစားဒီစင်မြင့်တွေကတင်းမောတွေကိုထိုင်ဝမ်ရဲ့ကံယုံရန်တွေပေါ်ကိုဓာတ်ရိုက်ကုံချဝင်ပေးပြီးအမြန်နှုံးနဲ့တက်ဖွဲ့ဝင်တွေစက္ကရိယာတွေနဲ့အလေးစားတိုက်ပွဲဝင်တင်ကားတွေကိုတော့ပို့ဆောင်ပေးနိုင်ပါတယ်။ဒီတင်းမောတွေကထိုင်ဝမ်ရဲ့ကာဝေးရေးအတွက်လွယ်လွယ်ကူကူပြတ်မှတ်ဖြစ်မနေဘူးလား။ဘာလို့လဲဆိုတော့ ဒီကျွန်းကကန်ယိုရန်ဒုံးကြီးစနစ်တွေ drone တွေနဲ့သင်းမောဖြတ်လက်နက်တွေမှာအများကြီးရင်းနှီးမြှုပ်နှံထားတာကို2024ခုနှစ်တစ်ခုထဲမှာတင်စစ်ရေးအသုံးစရိတ်ကဒေါ်လာ16.1ဘီလီယံအထိရှိပါတယ်ဒီသင်းမောတွေကကျူးကျော်မှုရဲ့ပထမလှိုင်းမှာရေလက်ချားကိုဖြတ်ပြီးသွားရမှာအဲ့ဒါကသူတို့ရဲ့လုံဆောင်ချက်တွေနဲ့ပတ်သက်ပြီးအများသိထားတဲ့မှောင်းရင်းတဲ့အယူအဆတစ်ခုပါပဲတရုတ်ကအဲ့ဒီလိုလုပ်လို့မရှိပါဘူးစစ်ရေးလေလာသူတွေက ဒီစီမင်းတွေကနောက်မှရောက်လာမယ်လို့သဘောတူကြပါတယ်ပထမကန်တက်တက်ဖွဲ့ကကန်းချီဦးတစ်ခုကိုလုံကြုံအောင်လုပ်ပြီးမှာပေါ့အဲ့ဒီအချိန်မှာစစ်မြေပြင်ကရှုပ်ထွေးနေပါလိမ့်မယ်ဒုံးကြီးတွေပြန်တန်းနေမယ်ရေတက်ရဲ့အမြောက်တွေကကာဝေးရေးနေရာတွေကိုပိတ်ခတ်နေမယ်ရေမြေနှစ်သွဲတိုက်ခိုက်ရေးရှင်တွေကထိုင်ဝမ်တက်ဖွဲ့တွေကိုတိုက်ခိုက်နေလောက်ပါပြီအဲ့ဒီလိုအချိန်မှာဒီသင်းမောတွေကပြစ်မှတ်ကောင်းတွေမဟုတ်ပဲ တင့်ကားတွေအမြောက်တွေနဲ့ထောက်ပံ့ပို့ဆောင်ရေးတွေနဲ့ကျူးကျော်မှုကိုအလင်းမြန်အားဖြည့်မဲ့အရေးပါတဲ့ဒုတိယလှိုင်းဖြစ်လာပါလိမ့်မယ်။တူတူပြောရရင်တရုတ်ကဒီသင်းမောတွေကိုဂရုမစိုက်ပဲလက်လွတ်စပယ်အသုံးမှာမဟုတ်ပါဘူး။ထိုင်ဝမ်ကလည်းအဲ့ဒီလို ဖြစ်လိမ့်မယ်လို့ယူဆလို့မဖြစ်ဘူး။ဒါဆိုရင်တရုတ်ကဘယ်အချိန်မှာကျူးကျော်မှုလုပ်နိုင်မလဲ။အတိအကျပြောဖို့တော့ခက်ပါသေးတယ်။နှစ်တွေကြာနိုင်တယ်။လာပိုင်းတွင် ဖြစ်နိုင်ကြီးကတော့နည်းပါတယ်။ ါပေမဲ့ကျူးကျော်ပူကတကယ်ကိုနီးကပ်နေပြီဆိုရင်လေလာသူတွေနဲ့ထောက်လိုင်းအေဂျင်စီတွေစောင့်ကြည့်နေတဲ့ထေရှားတဲ့လက္ခဏာတွေကိုအခုအချိန်မှာမြင်နေရတော့ပြီပဲဖြစ်ပါတယ်။ဒါကြောင့်ထိုင်ဝမ်မှာတကယ်တမ်းအချိန်ဘလောက်ကြန်သေးတယ်လို့ထင်ပါတယ်လေ။ပြီးတော့အချိန်တန်ရင်ဒီသင်းမောတွေကတကယ်ပဲအရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်လာမှာလား။ပြိတ္တတို့ရဲ့ခံမှန်းချက်တွေကိုအောက်ကမှတ်ချက်ကဏ္ဍမှာဝေမျှပေးခဲ့ကြပါအောင်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်